မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ပေါ့နော်ဒီအတန်စင့်ကက်တွေပေါ့နော်မြန်မာစင့်ကက်တွေဘယ်စင့်ကက်မှဆိုပေါ့နော်ကျွန်တော်တို့ဒါဝယ်ယူတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါပထမဦးဆုံးပေါ့နော်အသိထားရမယ့်အချက်လေးတွေစစ်ဆေးရမယ့်အချက်လေးတွေကိုကျွန်တော်ကဒါစင့်ကက်ပို့ပို့ပေါ့နော်လုံနေရင်လည်းမိတ်ဆွေတို့ကိုကျွန်တော်ကဗဟုသုတအနေနဲ့ပေါ့နော်ဒါပြန်လဲမျှဝေပေးမှဖြစ်ပါတယ်အော်ကျွန်တော်တို့နေနဲ့သိထားရမှာကဗျာကျွန်တော်တို့စင့်ကက်တကက်ဝယ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေသိထားရမှာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီစင့်ကက်မှာပေါ့နော်ပထမဦးဆုံးကြီးကျွန်တော်ပြပြီမဗျာစင့်ကက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးအဆန်တိတိလေးတစ်ခုရှိတယ်အဲ့ဒီအဆန်တိတိလေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ အနံပါတ်လေးတွေပါတယ်အဲ့ဒီနံပါတ်เนี่ยကျွန်တော်တို့ဒီကပ်ပြားရဲ့ပုံတော့ဒီအောက်ဆုံးမှာပေါ့နော်ဒီအောက်ခြေမှာရှိတဲ့နံပါတ်တွေကတူညီရမှာဗျာတူညီနေမှာအဆင်ပြေတယ်အဲ့ဒါမှာကျွန်တော်တို့ရဲ့ဒီကတ်နဲ့ဖုန်းနံပါတ်တွေကတူညီမှုရှိတယ်အဲ့နံပါတ်1တစ်ချက်အရေးကြီးဆုံးကအဲ့ဒီကောင်ကိုကျွန်တော်တို့အရင်စစ်ကြတာပေါ့နော်နောက်တစ်ခုကျွန်တော်တို့နေနေပေါ့နော်နံပါတ်2အနေနဲ့သိထားမှာကကျွန်တော်တို့စင်ကတ်တွေဝယ်ယူရမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ဝယ်ယူတဲ့စင်ကတ်ရဲ့ပေါ့နော်ဖုန်းနံပါတ်เนี่ยကျွန်တော်တို့ဝေပေးကီပေးကောက်တွေဖောက်ထားတာရှိမရှိကျွန်တော်တို့စစ်ဆေးရမယ်ဗျာဆိုင်တွေကိုလည်းကျွန်တော်တို့တစ်ခါစစ်ဆေးခိုင်းရမယ်တကယ်လို့ကျွန်တော်တို့ကမစစ်ဆေးမိဘူးဗျာဝယ်လာမိပြီးပြီးကိုယ်လက်ထဲရောက်မှစင်ကတ်က အာဂီဘေးဘေးကောက်တွေဖောက်ပြီးသားကြီးဆိုတော့ကျွန်တော်တို့ကဘာမှလုပ်လို့မရတော့ခါကျွန်တော်တို့ကကက်တက်ကက်ကဆုံးရှုံးပြီးပေါ့နော်အာအဲ့ဒါလည်းအရင်ကြီးကြီးတယ်ဗျာကျွန်တော်ဆိုလို့ရှိရင်လည်းဒါစင်ကက်တွေကိုယ်တိုင်ရောင်းနေတဲ့သူဖြစ်တဲ့ကြောင့်မလို့ကျွန်တော်အဲ့ဒီ set တွေကျွန်တော် တော်တော်တတိထားရတယ်ကျွန်တော်တွေဝယ်တဲ့ခါမှာဆိုရင်ကျွန်တော်တို့ကအများနဲ့ဝယ်တာဆိုတော့အကျိုးလေး site နေပြီးပေါ့နော်အတခြားလေးစစ်ဆေးခံရတယ်ဒီလိုမျိုးကိုယ့်ရဲ့စင်ကက်တွေကအဂီဘေးဘေးကောက်တွေဖောက်ပြီးသားလားဆိုပြီးစစ်ခံရတယ်ဒါတော့မှကျွန်တော်တွေတစ်ခါတလေပေါ့နော်ရှုပ်ကက်တွေကြရင်ကြုံတွေ့ရတယ်ကျွန်တော်တွေဆိုလို့ရှိရင်ဒါ set တယ်ပေါ့နော်ပစ္စည်းတွေမဖို့ဆောင်ရင်ကျွန်တော်တို့ကအရင်ဦးဆုံး set တာဆိုတော့ဒါဒီကက်ဒီကက်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်လက်ကားဖြစ်သွားပြီ။ဘာဖြစ်လို့လဲဆိုတော့ စင်ကတ်မှာကကျွန်တော်တို့ KBA အကောက်ကြီးကဒါဖောက်ပြီးသားကြီးဖြစ်နေတယ်ပေါ့နော်တခြားသူနမီနဲ့ KBA ကောက်ဖွင့်ပြီးသားကြီးဖြစ်နေရဗျာအဲ့လိုမျိုးပေါ့နော်ဖွင့်ပြီးသားကြီးကတ်ကြီးဖြစ်နေတော့ကျွန်တော်တို့ကဘာမှတုံးမရတော့ဘူးနော်ပြဖြတ်ဖို့ဆိုလည်းမလွယ်ဘူးလीနော်ကိုရဲ့မှတ်ပုံတင်မဟုတ်တခြားလူမှတ်ပုံတင်နေဖွင့်လာတော့ရောပြတ်ခိုင်းလို့လည်းမရဘူးအဲ့တော့ပြောချင်တာကကက်တွေဝယ်တဲ့ခါကျကျွန်တော်တို့တတိထားမှာကိုယ့်ရဲ့ဝယ်တဲ့ကက်ကအကောက်တွေပေါက်ပြီးသားလားရှိမရှိပေါ့နော်အဲ့ဒါလည်းရင်စစ်ဆေးပါပေါ့နော်အဲနောက်ထပ်နံပါတ်3ချက်ရင်ကျွန်တော်ပြောချင်တာကအဲ့ဒါအရေးကြီးတယ်ကိုယ်ဝယ်တဲ့စင်ကက်ကပေါ့နော်ကိုယ့်ရဲ့အမီပေါင်းနေပေါ့နော်မှတ်ပုံတင်လျှောက်လို့ရမရအဲ့ဒါလေးလေတစ်ချက် သိထားဖို့လိုအပ်တယ်ဗျအဖြစ်နဲ့လို့ကျွန်တော်တို့ကက်တွေဝယ်လာပြီးပြီဆိုတာနဲ့ကိုယ့်ရဲ့အမိပေါင်းနဲ့အရင်ဦးဆုံးပေါ့နော်မှတ်ပုံတင်ထားပါဒါမှသာကျွန်တော်တို့ကရည်ရှိဆက်ရှာလက်ရှာနဲ့ဒါအသုံးပြုလို့ရရင်ပေါ့ဗျာကျွန်တော်တို့တချို့ကရှိတယ်ဗျာစင်ကက်တွေကိုဆိုင်ကဝယ်လာတယ်ဝယ်လာတဲ့အတိုင်းပဲသုံးကြတယ်ဗျာမှတ်ပုံတင်ပြီးသားပဲဆိုပြီးဆက်ရှာလက်ရှာသုံးတယ်သုံးနေရင်လည်းကျွန်တော်တို့ဘာပြဿနာဖြစ်ရလဲဆိုတော့ပရိုမီးယားပေါ့နော်ကျွန်တော်စီမှာလာပြောတယ်တခြားစင်ကာပူနိုင်ငံကြီးရှိမှအများကြီးပဲ တော်များများကျွန်တော်လာပြောကြတယ်စင်ကက်တီကတိုင်မတက်တော့ဘူးပေါ့နော်သုံးများတော့ဆိုပြီးလာပြောကြတယ်အဲ့ခါကျကျွန်တော်တို့တွေကိုသက်ဆိုင်ရာယုံနေမှာပေါ့နော်ကျွန်တော်စင်ကက်တီကိုသွားစစ်စေခိုင်းကြည့်တဲ့ခါကျရင်ယုံနေရပြောလာပြီကက်ပိတ်ပလိုက်ပြီပေါ့နော်မသုံးလို့ဆိုပြီးတော့ပြောတာများတယ်ဘာကြောင့်ပိတ်ထားလဲဆိုတော့ကျွန်တော်တို့စင်ကက်တီမှာဗျာအနည်းဆုံး6လတစ်နှစ်သက်တမ်းရှိတယ်6လတစ်နှစ်အတွင်းမှာကျွန်တော်တို့အဲ့ဒီကက်ကိုဘာမှမလှုပ်ဘူးပေါ့နော်ဖုံးပြီးဖြစ်တာလည်းမလှုပ်ဘူးဖုံးဝင်ကောထွက်ကောတွေလည်းမဆမ်းဘူးဘာတစ်ခုမှမလှုပ်ဘူးဆိုရင်ကျွန်တော်တို့အနေနဲ့အဲ့ဒီကက်တွေကကျွန်တော်တို့သက်တမ်းမရှိတော့ဘူးဗျာသက်တမ်းကုန်မယ်ပေါ့နော် အဲ့ဒါလေးလည်းသိဖို့လိုအဲ့တချို့တွေကမသိဘူးဗျာဒီတိုင်းပဲဖုန်းထဲမှာထည့်ထားတယ်သုံးလို့ရနေသေးသေးပြီးတော့သုံးနေတယ်တကယ်တကယ်ပေါ့နော်တိုင်မတက်တဲ့ခါတို့ OTP မကြတဲ့အခါမျိုးတို့မှာကျွန်တော်တို့ကအာဘာဖြစ်တာလဲဘာဖြစ်တယ်လဲဆိုပြီးတော့လာမိကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သိထားမှာကအရင်ဆုံးကတ်ဝယ်ပြီးပြီဆိုရတယ်မှတ်ပုံတွေအမီပေါင်းရှောက်ထားပါပြီးရရင်ကျွန်တော်တို့ပုံမှန်ဖုန်းပြီးဖြည့်တာတွေဖုန်းလေးတွေဝင်ကောထွက်ကောစမ်းတာမျိုးလေးဒါမျိုးလေးတွေကပေါ့နော်လာစဉ်ကျွန်တော်တို့တလားမှာတစ်ချိန်တော့ပေါ့နော်ပြုလို့ပေးတင်တယ်အဲ့လိုမျိုးလေးကျွန်တော်တို့ကကတ်ကိုထိန်းသိမ်းသွားမယ်ဆိုရင်ကျွန်တော်တို့ရေးရှည်ပေါ့နော်အနှစ်နဲ့ရှိပြီးသုံးလို့ရတယ်ဂရမတော်တစားဗျာကိုယ့်ရဲ့စင်ကက ဖုံးပါပျောက်သွားတယ်စင်ကက်လည်းပျောက်သွားခဲရင်တော့မှာဗျာကျွန်တော်တို့ကအခွင့်အရေးတစ်ခုရှိသေးတယ်ကျွန်တော်တို့ရဲ့ဒီမပုံတင်နေပေါ့နော်ဒီကတ်ကိုရှောက်လိုက်ခဲ့တာမှန်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ညီမပြင်ပါဗျာအာစင်ကက်ယုံနေမှာပေါ့နော်ကျွန်တော်အနေနဲ့ဒါကိုယ့်ရဲ့မပုံတင်နေတင်ထားတာဆိုလို့ရှိရင်ပုံစံတူပေါ့နော်ဒီလိုမျိုးပုံစံတူကတ်နံပါတ်ကိုပြန်ရှောက်ခွင့်ရှိရယ်ပြန်ရှောက်လို့ရတယ်ခါကြကျွန်တော်တို့ကပုံစံတူကတ်ပြန်ရှောက်တက်ပြန်ထုတ်ပြီးတော့ကျွန်တော်တို့ရဲ့အကောက်တွေကိုပြန်ဆက်လို့ရတယ်ဗျာအာတချို့တော်များများဖြစ်တဲ့ပြဿနာကလည်းပြဿနာပဲမပုံတင်ဘူးပေါ့နော်အမီဘောမတင်နိုင်တဲ့ခါကျတော့တက်ပြောက်ပြန်ရှောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမရဘူးကိုမှတ်ပုံတင်မဟုတ်တော့ဘူးပေါ့နော် အဲ့ဒါကြောင့်မလို့အရန်ထဲမှာရည်ကြည့်တယ်မဖြစ်မနေတည်ထားဖို့လည်းလိုအပ်တယ်ဗျโอเคဒီဗီဒီယိုလေးကတော့ဒီလောက်ပဲကျွန်တော်ဒီနေ့ပေါ့နော်အမ်မိတ်ဆွေတွေကိုကျွန်တော်အကြံပေးတာလည်းဖြစ်တယ်ပေါ့နော်အများစုဒီပြဿနာလည်းဖြစ်နေတာဖြစ်လို့ကျွန်တော်အနေနဲ့ဒါပြောပြပေးခြင်းဖြစ်ပါတယ်ဆရာကြီးတို့မဟုတ်ပါဘူးနားလည်းလို့ပေါ့နော်ကိုနားလည်းသလောက်ကိုတခြားသူတွေကိုပေါ့နော်မဖြစ်အောင်လို့ဒုတင်သတိပေးတာလည်းဟုတ်တယ်ပြောပြပေးတာဖြစ်ပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေဗျ